ယောရဘောအညဟဆေယောဒီနေ့ရီကတ်လုပ်ပေးမယ်ဇကာလီကတော့တိုချိုနိုင်ငံကရုပ်ရှင်ပွဲတော်ကအကောင်းဆုံးအာရှရုပ်ရှင်ဆုအပါဝင်စူပေါင်း10စုကျော်ရရှိခဲ့တယ်။2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ A brand new life ဆိုတဲ့ရုပ်ရှင်ဇကာလီပဲဖြစ်ပါတယ်။အဖေဖြစ်သူကစွန့်ပစ်ခဲ့တဲ့အပြစ်ကင်းစင်တဲ့မိန်းကလေးငယ်တူရဲ့ဘဝကိုဖော်ပြရင်အဲ့ဒီနေ့ကစပြီးသူမရဲ့ကဘာကြီးဘလို့ပြောင်းလဲသွားတယ်ဆိုတာကိုရိုက်ပြထားပါတယ်။ဇလန်းအစမှာအဖေဖြစ်သူကိုအရန်ချစ်တဲ့ဂျင်းဆိုတဲ့မိန်းမငယ်လေးကိုပြသထားပါတယ်။ ဒီနေ့ဟာသူ့အတွက်ထူးခြားတဲ့နေ့တစ်နေ့ပါအဖေကစပိန်နဲ့ခေါ်သွားပြီးအဝတ်အစားနဲ့ဖက်နှက်အစ်စ်တွေကိုဝယ်ပေးပါတယ်စားတောက်ဆိုင်မှာကျင်းဟီအကြိုက်ဆုံးအစားအစာတွေကိုလည်းကျွေးပါတယ်ညဘက်အိမ်အပြန်မှာအဖေရဲ့အကျောဘုကိုကောင်းမိပြီးရင်းချမ်းတဲ့ခံစားမှုနဲ့ပြန်လာခဲ့ပါတယ်နောက်တစ်နေ့မှာတော့အဖေဝယ်ပေးထားတဲ့အဝတ်အစ်စ်တွေဝတ်ပြီးအဖေနဲ့အတူတူဘတ်စကားနဲ့ခရီးထွက်လာကြပါတယ်ကားပေါ်ကဆင်းတော့အဖေကသူ့အကြိုက်ဆုံးကိတ်မုတ်ကိုဝယ်ပေးပြီး ခလေးချင်းနဲ့လည်းအဆင်ပြေအောင်နေလူကြီးတွေစကားကိုလည်းနားထောင်လို့မှကြားပါရယ်ချင်းဟီကဘာကြောင့်ပြောမှမသိခင်ပါပဲသူနဲ့ရွယ်သူခလေးတွေအများကြီးရှိတဲ့ဂိတ်ကြီးတစ်ခုကိုရောက်လာခဲ့ပါရယ်ဂိတ်ထဲကတီလာရှင်တစ်ပါးရောက်လာပြီးရုံးခန်းစီကိုခေါ်သွားပါရယ်ဒါရိုက်တာက ချင်းဟီကိုအခြားသီလာရှင်တစ်ပါးနဲ့အတူနေရာတဝိုက်လိုက်လံကြည့်ရှုဖို့စီခိုင်းပါတယ်။ချင်းဟီကအဖေကိုမထားခဲ့ခြင်းပေမဲ့နောက်ဆုံးအဖေကိုလှည့်ကြည့်ပြီးထွက်သွားခဲ့ရပါတယ်။သူမအပြင်ရောက်နေတော့ခလေးအလုံးကဝိုင်းကြည့်ပြီးနာမည်ဘယ်လိုခေါ်လဲဘယ်နှစ်နှစ်လဲလို့မေးကြပါ ဂျင်ဟီကတော့လုံးဝငြိမ်သက်နေခဲ့ပါတယ်။ရုတ်တရက်သူ့ကိတ်မုံမယူခဲ့တာကိုသတိရပြီးပြန်ပြေးသွားတဲ့အခါမှာအဖေကသူ့ကိုထားခဲ့ပြီးထွက်ခွာသွားတာကိုတွေ့လိုက်ရပါတယ်။ဂျင်ဟီရဲ့နှလုံးသားဟာခြေကွဲဝန်းနဲ့သွားရပါတယ်။ဖေဖြစ်သူကသူ့ကိုတီမီပါမဲ့ကြောင့်မှထာဝရဆွန့်ပစ်ခဲ့ပြီးဆိုတာကိုတော့ဒီကလေးမလေးနားမလည်နိုင်သေးပါဘူး။စောင်းလျှောက်သူအတော်ကြီးကကိတ်မုတ်ကိုကလေးတွေအားလုံးကိုဝေပေးခဲ့ပေမဲ့ဒီကိတ်မုတ်ကိုအရန်ချစ်တဲ့ဂျင်ဟီကတော့လုံးဝမထီတော့ပါဘူး။ဒီနေရာအစ်စ်မှာတယောက်တည်းကြံခဲ့တဲ့ဂျင်ဟီက သူ့ရဲ့အဖေပြန်လာခေါ်လိုက်မယ်လို့အတော်ကြီးကို ပြောပါတယ်အတော်ကြီးကသူ့အဖေကလိန်နာဖြစ်ကြောင်းပြောပြီးအဝိအသက်တွေကိုချက်ခါကျောင်းဝတ်စုံလဲခိုင်းမဲ့ပေမဲ့ဂျင်ဟီကညင်းပြီးတော့အနီးနားကခြုံပုတ်ထဲကိုဝင်ပုန်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာစုကီးလို့ခေါ်တဲ့ကောင်မလေးတယောက်ကဂျင်ဟီကိုလာခေါ်ပြီးသီလရှင်နှစ်ပါးပါရောက်လာခဲ့ပေမဲ့ဂျင်ဟီကမထွက်လာခဲ့ပါဘူးသီလရှင်ကမိဖို့ထဲမှာကိတ်မုတ်ရှိကြောင်းနဲ့ဘိုက်ဆိုင်ရင်တယောက်ထဲလာစားဖို့ပြောပြီးထွက်သွားကြပါတယ်ဂျင်ဟီတယောက်ကတော့ အဖေပြန်လာဖို့ကိုညာလုံးပေါက်ဆောင်နေခဲ့ပေမဲ့မလာခဲ့ပါဘူးအဲ့ဒီအခါမှာဝမ်းနေပြီးဖိုက်စာနေတဲ့ဂျင်ဟီကမိဖို့ကန်တွေကိုတိတ်တိတ်လေးသွားတဲ့အခါမှာသူ့ပကန်တွေကကိတ်မုတ်အချို့ကိုအခြားသူတွေစားသွားတာတွေ့ရပါတယ်စိတ်ဆိုးပြီးဖိုက်စာနေတဲ့သူကမိဖို့ထဲမှာပဲအိပ်ပျော်သွားတော့သီလရှင်စရာလေးကသူ့ကိုပွေ့ချပြီးကလေးတွေနဲ့အတူပြန်ချပေးခဲ့ပါတယ်ဂျင်ဟီနိုးလာတဲ့အခါမှာကောင်မလေးအချို့ကတာရော့ကတ်တွေနဲ့ကစားနေတာကိုတွေ့ရပါတယ် ကတ်တရွက်အရာဧည့်သည်တဦးလာလိမ့်မယ်လို့ပြောတော့ကောင်မလေးတဦးကဟုတ်တယ်ဒီနေ့ကောင်မလေးအစ်စ်ရောက်လာတယ်လို့ပြောပါတယ်သူတို့တဲကအကြီးဆုံးပါလေယေရှင်ကတော့သူကဧည့်သည်မဟုတ်ပါဘူးသူကငါတို့တဲကတယောက်ဖြစ်သွားပြီလာနေဖို့ကိုရောက်လာတာလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ဂျင်ဟီကတိတ်ဆိတ်စွာငိုကြွေးပါတော့တယ်နောက်တနေ့မှာတော့လူတိုင်းကအစားအသောက်တွေစားနေကြပေမဲ့ဂျင်ဟီကတော့အရာကိုထိတော့မထိခဲ့ပါဘူး။သီလာရှင်ကအကြိမ်ကြိမ်စားဖို့ပြောတဲ့အခါမှာသမင်းပကံကိုလှုပ်ပြလိုက်ပါတယ်။ တီလာရှင်ကတန်ရှင်းဖို့ပြောခဲ့ပေမဲ့ဂျင်ဟီကကြောက်ရွံ့လို့ညစ်သက်နေပါတယ်။အဲ့ဒီအခိုက်အတန့်မှာဆူကီကဂျင်ဟီကိုစားအဝတ်နဲ့ကျမ်းမြေကိုတန်ရှင်းပေးပြီးဒါနဲ့အိမ်မဟုတ်ဘူးဒီလိုမျိုးမလုပ်နဲ့လို့ပြောပါတယ်။ဂျင်ဟီကဒါရိုက်တာစီသွားပြီးသူမရဲ့အဖေကိုခေါ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အဖေရဲ့ဖုန်းနံပါတ်လိပ်စာကိုဒါရိုက်တာကမသိပါဘူး။ဂျင်ဟီကဒါမိဘမဲ့တွေအတွက်နေရဒါပေမဲ့ကျမကမိဘမဲ့မဟုတ်ဘူးကျမအဖေကခရီးထွက်ဖို့အဝတ်အသစ်တွေဝယ်ပေးခဲ့တယ်အဲ့ဒီဟာတွေပြန်ပြီးကျမသွားတော့မယ်လို့ပြောပါတယ် ဒါရိုက်တာကနင်ပေးသွားမလို့လဲလို့မေးတော့ဂျင်ဟီကအပြည့်မပေးပဲအပြင်ကိုတန်းချွက်ဂိတ်ကိုကြော်ပြီးနယံကိုစတင်တက်ခဲ့ပါတယ်လူတိုင်းကစင်းမို့ပြောပေမဲ့ဂျင်ဟီကနားမချအောင်ခဲ့ပါဘူးစူကီကစင်းခိုင်းပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးအဲ့ဒီအခါအတော်ကြီးရောက်လာပြီးဂိတ်တော်ကိုဖွင့်ပေးလိုက်ပါတယ်ပြီးတော့နင်သွားလို့ရပြီလို့ဂျင်ဟီကိုပြောလိုက်ပြီးလူတိုင်းနဲ့အတူပြန်လာခဲ့ကြပါတယ်လူတိုင်းထွက်သွားတော့ဂျင်ဟီကြောက်လန့်တကြားတဖြည်းဖြည်းချင်းဆင်းပြီးအပြင်ကိုရှောက်သွားခဲ့ပါတယ် ဒါပေမဲ့ခဏလေးရှောက်ပြီးရက်သွားပါတယ်။သူ့ဘယ်ကိုသွားရမယ်မှမသိပါဘူး။တကယ်တော့အတော်ကြီးကရွေချက်ရှိရှိနဲ့ဂျင်းဟီကိုထားခဲ့တာပါ။သူဒီလိုအပြုတ်မှုမျိုးကိုအကြကြီးမြင်ဘူးနေပြီ။ချင်းဟီကထွက်သွားခြင်းနဲ့ပြောဝင်မဲ့တကယ်တမ်းမသွားနိုင်ဘူးဆိုတာကိုသူကကောင်းကောင်းသိနေပါတယ်။ညရောက်တော့ချင်းဟီကမိဖို့ကန်းကိုတိတ်တိတ်လေးသွားပေမဲ့ထမင်းအိုးထဲမှာထမင်းကမရှိတော့ပါဘူး။ဘာအီယန်စာနေတာကြောင့်ထမင်းအိုးမှာကတ်နေတဲ့ထမင်းစာတွေကိုစားလိုက်ပါတယ်။ နောက်တော့အင်တာသွားတဲ့အခါမှာဆူကီကသွေးစွန်းနေတဲ့အဝတ်တချို့ကိုလျှော်နေတာတွေ့ရပြီးဂျင်ဟီကအခန်းထဲချက်ချင်းပြန်လာခဲ့ပါတယ်အခန်းထဲမှာရေရှင်းကအချားကလေးတွေနဲ့တာရော့ကတ်ဖတ်နေပါတယ်အချစ်ကတ်ကြတော့ရေရှင်းကရှက်ပြုံးပြုံးပြီးနောက်နေ့ကြောင်းစူးလာမယ်လို့ပြောကြပါတယ်ရေရှင်းကဟင်းသီးဟင်းရွက်တဲ့ရဲ့သားကြောင်းစူးကိုသဘောကျနေတာပါဒီတစ်ချိန်မှာတော့ဂျင်ဟီကသူ့ဘာသူလာပြီးကလေးတွေဘေးမှာဝင်ထိုင်ခဲ့ပါတယ်သူကဒီနေရာမှာပျော်ရွှင်မှုကိုစတင်ရှာဖွေပြီးအခြားသူတွေနဲ့ပေါင်းသင်းဖို့ကြိုးစားပါတော့တယ် မအိတ်ခင်မှာစူကီကသွေးစွန်းတဲ့အဝယ်အစားကိစ္စကိုဘသူ့ကိုမှမပြောဖို့ဂျင်ဟီကိုမှကြားလိုက်ပါတယ်။နောက်တနေ့မှာတော့ခလေးတွေအားလုံးအဝယ်အသစ်တွေဝတ်ပြီးဖျားချောင်းကိုသွားရပါတယ်။လမ်းမှာရဲရှင်းကသူ့သဘောချနေတဲ့ကြောင်စုလာနေတာတွေ့တော့အယမ်းပျော်သွားပါတယ်။ရဲရှင်းကအခြားခလေးတွေထက်အသက်ကြီးပြီးခြေထောက်မတန်ဆွမ်းတာကြောင့်လမ်းလျှောက်လို့ရှိရင်ခြေဆောင်ပြီးလျှောက်ရပါတယ်။ဒါကြောင့်လည်းမိသားစုတွေကသူ့ကိုမွေးစားဖို့မလိုချင်ကြဘူးလို့ထင်ရပါတယ်။ဖျားချောင်းကပြန်လာတော့အတော်ကြီးကဂျင်ဟီရဲ့စပင်ကိုညှက်ပေးပြီး ဆေးရုံမှာခလေးအလုံးကျမ်းမာရေးစစ်ဆေးမှုတွေပြုလုပ်ကြရပါတယ်။ဆရာဝန်ကဂျင်းဟီကိုတမီးကမိဘမဲ့ចောင်းကိုဘာလို့ရောက်လာမှန်းသိလားလို့မေးတော့ဂျင်းဟီကကျမရဲ့မောင်လေးចောင်းထင်ပါတယ်လို့ဖြေပါတယ်။သူမရဲ့မိခင်ဆုံးပပြီးတဲ့နောက်မှာဖခင်နဲ့အဖွားနဲ့နေထိုင်ခဲ့ရပြီးဖခင်ကနောက်အိမ်အောင်ထပ်ပြူတော့မိရွေးနဲ့မောင်လေးတယောက်ရောက်လာခဲ့ပါတယ်။ တရက်မှာသူမောင်လေးကိုကိုင်နေတော့အဝတ်မှပါတဲ့ safety pin ကတော်တဆဆူးသွားပြီးတွေးထွက်ခဲ့တာကိုမိရွေးကချင်းဟီကရရချက်နဲ့လှုပ်တာ ခလေးကိုတတ်ချင်တာလို့ဆွဆွဲခဲ့ပါတယ်။အဲဒါကြောင့်ဖခင်ကသူ့ကိုဒီမှာထားခဲ့တာဖြစ်နိုင်တယ်လို့ချင်းဟီကပြောရင်းကိုကြွေးပါတော့တယ်။တရက်မှာချင်းဟီနဲ့ဆူကီတို့ကတရားရထားတဲ့ငှက်တကောင်ကိုတွေ့ပြီးဒီတိုင်းထားခဲ့ရင်သေသွားမှာမို့ကဲထားလိုက်ပါတယ်။ချင်းဟီကဆူကီရဲ့အဝတ်မှာသွေးကွက်တီးကပါလဲလို့မေးတော့ ဆူကီကရာတီဆလာပြီဖြစ်ကြောင်းပြောပြပါရယ်။ဂျင်ဟီကဘာလို့လှုပ်ဝက်ထားရတာလဲလို့ဆက်ဆိုတော့ဆူကီကရာတီဆနေတဲ့မိန်းကလေးတွေကိုမွေးစားဖို့မိသားစုတွေကမလို့ချင်းလို့လှုပ်ဝက်ထားရတာလို့ရှင်းပြပါရယ်။ဂျင်ဟီနဲ့ဆူကီတို့ကငှက်ကလေးအတွက်အစာလိုတာကြောင့်မိဘကနဲ့တိတ်တိတ်ကလေးဝင်ပြီးခိုးယူဖို့ကြိုးစားပါရယ်။အဲ့ဒီမှာငိုနေတဲ့ရေရှင်းကိုတွေ့လိုက်ရပါရယ်။အသက်ကြီးတဲ့ဇနီးမောင်နဲ့တစုံကသူ့ကိုမွေးစားခြင်းပေမဲ့ရေရှင်းကသူတို့နဲ့မလိုက်ချင်ဘူးလို့တော်ကြီးကိုပြောပါရယ်။ ဒီမိသားစုကသူ့ကိုအလောက်ခိုင်းမှုအတွက်သာမွေးစားကျင်တာပါ။ဒေါ်ကြီးကနှစ်အသက်နဲ့ခြေရောက်ပြဿနာကြောင့်တော့မွေးစားကျင်တာကိုကျေးဇူးတင်တင်တယ်လို့ရှင်းပြပေးမယ်။ရရှင်ကတော့ငိုပြီးထွက်သွားပါတယ်။စူကီကအစာကိုခိုးယူပြီးငှက်ကိုကျွေးကတစ်တာထဲမှာဂယုတဆိုင်ထားလိုက်ပါတယ်။နောက်တနေ့မှာကြောင်းမှာပွဲလို့တော့ကလေးတွေအားလုံးပျော်ရွှင်နေပြီးချင်းဟီလည်းပျော်နေပါတယ်။ သူဟာဒီကျောင်းမှာတဖြည်းဖြည်းနေသားကြလာပြီစုကီးဆိုတဲ့တငယ်ချင်းလည်းရခဲ့ပါပြီအဲဒီညမှာသူတို့နှစ်ဦးကတိတ်တိတ်ကလေးမိဖို့ကန်းကိုလာပြီးပန်ကိစားကြပါတယ်စုကီးကအမေရိကမှာနေတိုင်းပန်ကိစားလို့ရတယ်လို့ပြောတော့ဂျင်ဟီကကျမမသွားဘူးအဖေကလာခေါ်မှာလို့ပြန်ပြေးလိုက်ပါတယ်စုကီးကငါကတော့အဖေကိုတခါမှမမြင်ဘူးအမေကလည်းဘယ်မှနေမှမသိဘူး အတော်နဲ့ထားခဲ့ပြီးထွက်သွားတာအတော်ကလည်းမေးပဲသွားမှမပြောဘူးတရက်မှငါ့ကိုဘေးရင်ဆီယမစီခေါ်သွားတယ်ဘေးရင်ဆီယမကနိုင်ငံသားမှာအရန်ကောင်းတဲ့ဘဝကိုရလိမ့်မယ်လို့ပြောတယ်ဒါကြောင့်နိုင်ငံသားဇနီးမောင်နှံကမွေးစားဖို့အတွက်အင်္ဂလိပ်စာကိုလေ့ကျင့်နေတာလို့ဆူကီကပြောပြပါတယ်တကယ်တော့ဒီကျောင်းကကလေးတွေအားလုံးဟာကောင်းမွန်တဲ့မိသားစုကလာရောက်မွေးစားဖို့မျှော်လင့်နေကြတယ်ရွှေငှက်နေတဲ့ငှက်တွေလိုပါပဲ နောက်တနေ့မှာကောင်မလေးတဦးကိုမိသားစုကမွေးစားတော့ခလေးအလုံးနှုတ်ဆက်တခြင်းဆိုပေးပြီးနှုတ်ဆက်ကြပါတယ်။ဂျင်ဟီနဲ့ဆူကီရိုကခေါင်းမိုးပေါ်ကငှက်စီသွားတဲ့အခါမှာသူတို့သဘောကျတဲ့ဂျောင်ဆူးကိုရေရှင်းကအစာပေးနေတာတွေ့ရပြီးအယံပျော်သွားကြပါတယ်။အဲ့ဒီနေ့မှာအမေရိကန်ဇနီးမောင်နှံတစုံကလည်းခလေးမွေးစားဖို့ရောက်လာတော့ဆူကီကပြေးပြီးကြိုဆိုပါတယ်။အဲ့ဒီအချိန်မှာဂိတ်မှာဂျောင်ဆူးကဂျင်ဟီကိုရေရှင်းအကြောင်းပေးပြီးစာတစာကိုရေရှင်းကိုပေးခိုင်းလိုက်ပါတယ်။ခလေးတွေအခန်းထဲမှာစုနေတဲ့အခါ အမေရိကန်ဇုံတွဲကနာမည်တွေမေးကြပါတယ်ခလေးတိုင်းကနာမည်အသက်ပဲပြောကြပါမယ်ဆူကီကတော့နာမည်အသက်အပြင်ဝါသနာတင်ယူနေတာတွေကိုပါချွတ်တာတဲ့အပြုံးနဲ့ပြောပြီးဆုံးသက်မှာတော့ thank you လို့ပြောခဲ့ပါတယ်ဇုံတွဲကဆူကီကိုအထင်ကြီးသွားပါတယ်ပြီးတော့ဂျင်ဟီကိုနာမည်မေးတဲ့အခါမှာဂျင်ဟီကစကားတစ်ခွန်းမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်သူကမွေးစားခံရဖို့ကိုမလိုချင်ပါဘူးအဲ့ဒီညမှာရေရှင်းပြန်ရောက်လာတော့လူတိုင်းကပြုံးပြီးကြည်ကြပါမယ် ဘာဖြစ်မှန်းသူတို့ကမသိပါဘူး။စုကီကသူ့ကိုစာပေးပြီးနင့်ချစ်သူစာပို့လိုက်တာလို့ပြောတော့ရဲရှင်းကဝမ်တာအားရနဲ့စာဖတ်ဖို့အောက်ထပ်ကိုဆင်းသွားပါတယ်။ဒါပေမဲ့စာဖတ်ပြီးတဲ့အခါမှာတော့သူ့မျက်နှာကညှို့ချသွားပါတော့တယ်။ချောင်စုက စားထဲမှာပါရစ်ထားလဲဆိုတာခလင်းအားလုံးကရှင်းရှင်းလင်းလင်းသိလိုက်ရပါပြီ။နောက်တစ်နေ့မှာတော့မိုးရွာတော့ဂျင်ဟီနဲ့ဆူကီတို့ကငှက်ကလေးကိုခေါင်းမိုးပေါ်ကနေခန်းထဲခေါ်လာပြီး ခရုတဆိုင်တုပ်ပေးကဗီဒီယိုနဲ့ညင်သားသာထည့်ထားပါဗျ။ရေရှင်းကနေကင်းနောက်ကျမှအခန်းထဲပြန်လာပြီးဘာမှမစားဘသူ့ကိုမှစကားမပြောတော့ပါဘူး။သူ့ရဲ့ခြေထောက်ကြောင့်နှစ်ပေါင်းများစွာမွေးစားမခံရတဲ့ရေရှင်းအတွက်ဘဝမှာချစ်ချင်းမြတ်တာတစ်ခုပဲရှိခဲ့တဲ့ဂျောင်စုကလည်းသူခန်းစားချက်ကိုပယ်ချလိုက်တာကြောင့်ပဲဖြစ်ပါတယ်။နောက်တနေ့မှာဂျင်ဟီနဲ့ဆူကီတို့ခေါ်လာတဲ့ငှက်ကလေးတည်ဆုံးသွားလို့ခြုံပုတ်ပေးမှမြင်မြုပ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာရန်ရှင်းကကိုကိုကိုတတ်တည်ဖို့စူးစမ်းခဲ့လို့အတော်ကြီးကကြောပုတ်ပြီးဂိတ်ဘက်ကိုပြေးသွားခဲ့ရပါတယ်။ ။အချိန်ထဲမှာပဲအမေရိကန်ဆုံတွဲကဂျင်ဟီနဲ့ဆူကီရိုကိုထတ်တွေ့ဖို့ပြန်လာကြပါတယ်။သူတို့နှစ်ဦးအကြောင်းကိုပိုသိချင်ကြတာပါ။ဆူကီကသူ့လှုပ်ချင်တာတွေဖတ်နေတဲ့စာအုပ်အကြောင်းတွေအများကြီးပြောပြပေးမယ်။ ။ချင်ဟီကတော့တပ်ဖန်မိကွန်းတွေကိုဘာမှပြန်မဖြေပါဘူး။အပြင်ဘက်ရောက်တော့ဆူကီကနင်ပါလို့ဘာမှမပြောတာလဲလို့မေးတော့ချင်ဟီကကျမဘဲမှမသွားဘူးလို့ပြန်ဖြေပါရယ်။ဆူကီကသူတို့ကငါတို့နှစ်ယောက်လုံးကိုသဘောကျလို့ခေါ်တာငါတို့နှစ်ယောက်လုံးသူတို့နဲ့အတူသွားလို့ရတယ်လေ။ငါသွားရင်နင်လိုက်မလားလို့မေးပါရယ်။ဆူကီနဲ့ချင်ဟီရဲ့ဆက်ဆံရေးကပုံမခိုင်မြဲလာခဲ့ပါပြီ။ချင်ဟီကငါတို့တကယ်နှစ်ယောက်လုံးသွားလို့ရလားလို့မေးတော့ဆူကီကငါသူတို့ကိုမေ့ကြည့်မယ်လို့ပြောပြီးနှစ်ယောက်အတူတူသွားကြမယ်လို့ဂရီပေးခဲ့ကြပါရယ်။နောက်တနေ့မှရေရှင်းကိုစေယုံကပြန်ခေါ်လာ ာပြီးလူတိုင်းရှေ့မှာတောင်းပန်ခိုင်းပါတယ်။ရရှင်ကဒီလိုအပြစ်ရှိတဲ့အလုပ်ရမျိုးနောက်ထပ်ဘရောမှမလုပ်တော့ပါဘူး။ဖျားသခင်ပေးထားတဲ့ဒီတမိုးရှိတဲ့ဘဝကိုမဖြုံးတီးတော့ပါဘူးလို့ပြောပါတယ်။ကလေးတွေကသူ့ရဲ့စကားအနက်အဓိပ္ပာယ်ကိုနားမလည်ပဲအားလုံးရီမောကြတော့ရရှင်လည်းသူတို့နဲ့အတူတူရီမောခဲ့ကြပါတယ်။တရက်အကြာမှာရရှင်ကိုတက်ကြီးရွယ်ဦးဆုံးတွဲကမွေးစားသွားခဲ့ပါပြီ။ ရဲရှင်းကျောင်းကထွက်သွားတဲ့အခါသူ့မျက်လုံးကဒေါ်ကြီးကိုသာလိုက်ပလန်ရှာဖွေနေခဲ့ပေမဲ့ဒေါ်ကြီးကရှိမနေခဲ့ပါဘူး။ဂျင်ဟီးကရဲရှင်းထွက်သွားကြောင်းကိုလာပြောပြပါရယ်။တကယ်တော့ဒေါ်ကြီးကမသွားဖို့ရွေးချယ်ခဲ့တာပါ။သူကအယံကုန်ကိုနေခဲ့ပါရယ်။ဒေါ်ကြီးဟာဒီကျောင်းမှာအကြကြီးရှိနေခဲ့ပြီးခလေးများစွာဝင်လာတာထွက်သွားတာမြင်ရပေမဲ့ရဲရှင်းတယောက်ပဲကြံနေခဲ့တာပါ။ဒါကြောင့်သူတို့နှစ်ဦးကြားမှာမိခင်နဲ့သမီးလိုနဲ့ဆိုင်တဲ့တန်ရုံးစဉ်ဖြစ်ပေါ်ခဲ့ပြီးရဲရှင်းထွက်သွားတာကို အတော်ကြီးကမခံနိုင်ပဲငိုနေခဲ့ပါတယ်။သူ့နာကျင်မှုကိုဖယ်ရှားဖို့အတွက်အိယာကိုအရှိန်ပြင်းပြင်းနဲ့ဖုံးခါနေခဲ့ပါတော့တယ်။အပြင်ဘက်မှာချင်းဟီတယောက်တည်းပဲကြံခဲ့ပါတယ်။ဆူကီကအမေရိကန်ဇွန်တွဲနဲ့အပြင်သွားနေတာကြောင့်မဆူကီပြန်လာတော့ See you tomorrow ဆိုတဲ့စကားလုံးကိုထပ်ခါတလဲလဲလေ့ကျင့်နေပါတယ်။ချင်းဟီကဘာအတိတ်ပဲလဲလို့မေးတော့မနှက်ပြန်ပြန်ဆုံမယ်လို့ပြန်ဖြေပါတယ်။ချင်းဟီကလေးလံတဲ့နှလုံးသားနဲ့မြင်မနှက်ပြန်ထပ်သွားအောင်မလားလို့မေးတော့ဆူကီက အင်္ဂလိပ်စာသင်တန်းအတွက်ပြကြောင်းပြောပါရစေ။သူတို့နှစ်ယောက်အတူတူသွားလို့ရလားဆိုတာဒီနေ့မမေ့ခဲ့ရကြောင်းမနှက်ပြန်ကြရင်သေချာပေါက်မေးမယ်လို့ပြောပြီးနှစ်ယောက်အတူတူသွားနိုင်မှုချင်းဟီကိုပါအင်္ဂလိပ်စာသင်ပေးပါတော့တယ်။နောက်တစ်နေ့နေ့လယ်မှာချင်းဟီကစူကီပြန်လာဖို့ကိုထိုင်ဆောင်နေပါတယ်။သူတို့နှစ်ဦးအတူတူသွားလို့ရမလားဆိုတာကိုသိချင်နေတာပါ။ဒါပေမဲ့သီလရှင်တစ်ပါးကစူကီကဒီနေ့ပြန်မလာတော့ဘူး။စုံတွဲနေပဲနေတော့မယ်ဆိုတဲ့အကြောင်းလာပြောပါတယ်။ ဒါကိုကြားလိုက်ရတဲ့ဂျင်ဟီကတော့နှလုံးသားဝမ်းနဲ့ကြေကွဲသွားရပါတယ်။သူ့မှာဒီတန်ငယ်ချင်းတစ်ယောက်ပဲရှိခဲ့တာပါ။နောက်တနေ့မနက်မှာဆူကီရောက်လာပြီးဒီနေ့စုံတွဲနဲ့အတူထွက်ခွာသွားမှဖြစ်ကြောင်းတောင်းပန်ခဲ့ပါတယ်။ဂျင်ဟီကသူ့ကိုလှည့်တော့မကြည့်ပါဘူး။လူတိုင်းကဆူကီအတွက်နှုတ်ဆက်တဲ့ချင်းဆိုပေးကြပြီးသူ့ဘဝတစ်ကိုစတင်ဖို့ထွက်ခွာသွားခဲ့ပါတယ်။ဂျင်ဟီတယောက်တည်းပြန်ဖြစ်သွားပါပြီ။သူတစ်မိနစ်တောင်မနေချင်တော့ပါဘူး။ဒါရိုက်တာစီပြေသွားပြီးအဖေကိုဆက်သွယ်ဖို့တောင်းဆိုခဲ့ပါတယ်။သူဒီနေရာမှာမနေချင်တော့ပါဘူး။ အိမ်လိပ်စာကိုပေးပြီးကျေးဇူးပြုပြီးအဖေကိုခေါ်လာပေးပါလို့တောင်းပန်ပါတယ်ဒါရိုက်တာကဖခင်ကိုရှာပေးဖို့သဘောတူခဲ့ပါတယ်နောက်တနေ့မှခလေးအလုံးအတွက်အယုတ်တွေရောက်လာတော့တခြားသူတွေပျော်ရွှင်နေကြပေမဲ့ချင်းဟီကအယုတ်ကိုဒေါသတကြီးနဲ့ပစ်ချလိုက်ပါတယ်တခြားခလေးတယောက်လာကောက်တော့စိတ်ပြက်လက်ပြက်နဲ့ပြန်လို့ယူပြီးဆုပ်ဖြဲပြက်လိုက်ပါတယ်အတော်ကြီးကသူ့ကိုအပြင်ခေါ်ထုတ်သွားပြီးဒုတ်တချောင်းပေးကသူဒေါသအလုံးကိုအိပ်ယာပေါ်မှာထုတ်ပစ်ဖို့ပြောပါတယ် ဂျင်ဟီကအဲ့ရကိုအရှိန်ပြင်းပြင်းနဲ့ရိုက်ပြီးသူဒေါသအလုံးကိုထုတ်ပြစ်လိုက်ပါတော့တယ်။နောက်ပိုင်းမှာဒါရိုက်တာကသူ့ကိုခေါ်ပြီးဂျင်ဟီပေးတဲ့လိပ်စာကိုသွားရှာခဲ့ပေမဲ့ဖခင်ရဲ့မိသားစုကအဲ့ဒီမှာမနေတော့ကြောင်းပြောပါတယ်။တခြားမိသားစုက နေနေခဲ့ပါပြီ။ဂျင်ဟီကလုံးဝပြိုလဲသွားပြီးနှလုံးသားကျေမွသွားပါတော့တယ်။သူဟာငှက်ကလေးရဲ့တင်ချိုင်းစီပြေးသွားပြီးမြေကြီးကိုပြန်တူးပါတော့တယ်။နောက်တနေ့မှာလူတိုင်းဖះเจ้าသွားရမယ့်နေ့ဖြစ်ပေမဲ့ဂျင်ဟီကနေမကောင်းခြင်းအောင်ဆောင်ပြီးကြံခဲ့ပါတယ်။ လူတိုင်းထွက်သွားတော့သူကြောင်တစ်ကြောင်လုံးကိုတခမ်းမိတခမ်းရှောက်သွားခဲ့ပါတယ်။သူကလွဲရင်ကြောင်တစ်ကြောင်လုံးမှာဘယ်သူမှမရှိတော့ပါဘူး။သူဟာတင်းကျိုင်းစီပြေးပြီးပိုကြီးတဲ့တွင်တွင်ကိုတူးခဲ့ပါတယ်။တူးပြီးတဲ့နောက်မှာတော့သူကိုယ်တိုင်အဲ့ဒီတွင်နဲ့ဝင်လှဲချပြီးသူ့ရဲ့ဒေါသနဲ့ဝမ်းနည်းမှုအလုံးကိုပလင်းနဲ့ထည့်ထားသလိုမြေကြီးနဲ့သူ့ကိုယ်သူဖုံးပါတော့တယ်။သူ့ကိုယ်သူလုံးလုံးလည်ရမြုပ်နှံလိုက်ပေမဲ့အသက်ရှူရတာခက်ခဲလာပြီးဖုံးထားတဲ့မြေကြီးတွေကိုဖယ်ရှားဖြစ်ခဲ့ရပါတယ်။တနားစရာကောင်းပါလေးဟာငှက်လိုပဲသူ့ကိုယ်သူမြုပ်နှံပြီး သူ့တွေ့ရှိမှုကိုကဘာကြီးကနေဖျက်ပြစ်နိုင်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့သူ့ဘဝကိုအဆုံးသတ်ဖို့ဆိုတာမလွယ်ကူခဲ့ပါဘူးအဲ့ဒီနေ့နောက်ပိုင်းမှာဂျွန်ဟီကလုံးဝပြောင်းလဲသွားခဲ့ပြီးအလွန်တည်ငြိမ်လာခဲ့ပါပြီဒါရိုက်တာကနိုင်ငံခြားကဇုံတွေတွေကသူ့ကိုမွေးစားခြင်းကြောင့်ပြော့ပြတဲ့အခါမှာဒီတစ်ချိန်မှာတော့ဂျွန်ဟီသဘောတူခဲ့ပါတယ်တော်ကြီးကသူ့အတွက်အဝတ်တွေချုပ်ပေးနေတော့ချင်းဆိုခိုင်းတော့ဂျင်ဟီကဝမ်းနဲ့စွာနဲ့တချင်းဆိုပါရယ်ဂျင်ဟီနောက်ဆုံးထွက်ခွာမယ့်နေ့ကိုရောက်ရှိလာပါပြီ လူတိုင်းနဲ့အတူအဖွဲလိုက်တပ်ပုံရိုက်ခဲ့ပါတယ်။ဒေါသခေါင်းမာမှုနာကျင်မှုတွေနဲ့သူ့ကိုယ်သူမြုံနှံခဲ့တဲ့ချင်းကြီးကဒီပုံထဲမှာမရှိတော့ပါဘူး။ဒီနေ့အထိသူ့ဘသူ့ရဲ့နှုတ်ဆက်ပွဲမှာမှပျော်ရွှင်ခြင်းမရှိတပ်ပုံထဲမှာပဲပြုံးခဲ့ခြင်းမရှိပဲမယ်။ဒီနေ့တော့အသက်ဝင်တဲ့အပြုံးပြန်ရောက်လာခဲ့ပါပြီ။ဖခင်ရဲ့စပိန်နောက်မှာထိုင်ပြီးပျော်ရွှင်စွာရင်မောခဲ့တဲ့အပြုံးမျိုးပါပဲ။လူတိုင်းကနှုတ်ဆက်တခြင်းဆိုပြီးချင်းကြီးကိုနှုတ်ဆက်ခဲ့ကြပါတယ်။ချင်းကြီးကြောင်းကထွက်ခွာပဲပဲမယ်။သူ့ရဲ့မိဘအစ်တွေကိုတော့မတွေ့ရသေးပါဘူး။ ူတို့ကိုရီးယားကိုမရောက်သေးတာကြောင့်တခြားဆောင်တွေတစ်စွဲနဲ့ညင်ရင်စီးရမှာပါ။လင်းရင်ပေါ်မှာထိုင်နေရင်ဖခင်ရဲ့စပိန်နောက်မှာခေါင်းမိပြီးငင်းချမ်းစွာအိမ်ပြန်ခဲ့တဲ့နေ့ကိုချင်းဟီစဉ်းစားနေခဲ့ပါရယ်။ဒါပေမဲ့အခုတော့ချင်းဟီနဲ့သူ့ဖခင်ဟာနတ်ရှိုင်းနဲ့မှောင်မိုက်ထဲမှာပျောက်ဆုံးသွားတယ်လို့ဖြစ်နေပါပြီ။ချင်းဟီကအခုဆိုရင်လူသစ်တစ်ယောက်ဖြစ်နေပါပြီ။လင်းစိတ်ကိုရောက်တော့သူ့မျက်လုံးတွေကမိဘအစ်စ်တွေကိုစိုးရိမ်တကြီးရှာဖွေနေခဲ့ပါရယ်။သူ့ရဲ့မိဘအစ်စ်တွေကလည်းသူတို့ရဲ့သမီးအစ်စ်ကိုမြင်ရဖို့ စိတ်အားထက်သန်စွာဆောင်ဆိုင်နေကြပါရယ်ဒီခိုက်တန်းကလည်းစပြီးဂျင်ဟီနဲ့သူ့ရဲ့မိဘအစ်တတွေဟာဘဝတစ်တခုကိုစတင်တော့မှာပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဒီမာရင်မဲ့ပြီးဆုံးသွားခဲ့ပါပြီနောက်ဆက်တွဲအနေနဲ့ဒီဇကားနဲ့ပတ်သက်ပြီးဝမ်းနည်းစရာအကြောင်းအရာလေးတခုကိုဆက်လက်တင်ဆက်ပေးကြပါရစေဒီဇကားမှာ2009ခုနှစ်ကဂျင်ဟီအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ကင်ဆယ်ရွန်းဟာ2025ခုနှစ်ဖေဖော်ဝါရီ16ရက်ညနေ4:54မိနစ်အချိန်မှာပဲမိမိကိုကိုဆူဆိုက်လုပ်ပြီး လောကကြီးတွေကအပီးတိုင်ထွက်ခွာသွားခဲ့ပါပြီ။ခင်ဆယ်ရွန်းတည်ဆုံးတာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအကြမ်းမှလည်းအရန်ကိုလှုပ်ခတ်သွားခဲ့ပါသေးတယ်။ခင်ဆယ်ရွန်းရဲ့ဇာပနာကိုတော့ သူမနဲ့အပြင်မှာရင်းနှီးကြတဲ့မင်းသမီးဟန်ဆိုဟီနဲ့အတူတူတရုတ်ဆောင်ခဲ့ဖို့ကြတဲ့ထဲဆောက်လိုအများသိကြတဲ့ဝွန်ဘင်းကလည်းသူမရဲ့စာပနာကိုတက်ရောက်ခဲ့ပါတယ်။အခုလိုမျိုးအရန်တက်မိုးရှိတဲ့ကျဲပွန်လေးတဝင်းဆုံးရှုံးရတာဟာအမှုပညာကေဒရမာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်။သူမငယ်ဘဝကရိုက်ကူးခဲ့တဲ့ဒီဇက်ကားလေးကိုကြည့်ပြီးရောရောပေါ်တော့အလွမ်းပြေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။မင်းသမီးလေးခင်ဆယ်ရွန်းတယောက် ကောင်းမွန်ရာဘဝမှာအေးချမ်းပါစေလို့ဆုတောင်းမြတ်တာပို့တာရင်းနဲ့အဆုံးသတ်လိုက်ပါရစေနော်။စကားကောင်းလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တာမို့ like and subscribe လေးပေးထားကြဖို့လည်းမမေ့ကြပါနဲ့အောင်နော်။